ရရှိအောင်ဆွမ်းဆောင်တတ်တဲ့အတင်းကောင်းဆောင်မတ်တန်ဒီရဲ့ဒီအခွင့်အရေးကိုဘယ်လိုဆုံးသတ်မလဲဒါလည်းစောင့်ကြည့်ခြင်းစရာကောင်းနေတာဖြစ်ပါခဲ့တဲ့ပေါ်ဝမ်းသာပါတယ်ကျွန်တော်တို့ဒါပထမဆုံးပေါ့နော်တွားပြိုင်နေအရင်ကလည်းမြောက်ရီတွားပြိုင်နေအဲ့ဒီဟာရဲ့ဟိုရှေ့မှာလည်းကျွန်တော်တို့အတင်းတစ်ခေါက်တွားပြိုင်ခဲ့အဲ့တော့လည်းမအောင်ခဲ့ဘူးရှေ့မြောက်ရီမှာလည်းမအောင်ခဲ့ဘူးကျွန်တော်တို့အတင်းမှာဒီပထမဆုံးလို့အောင်သွားတဲ့အတွက်ဝမ်းသာပါတယ်အောက်စုကျဖို့အတွက်တော့ဒီစုဝန်သွင်းကိုအဓိကထားပြီးတော့ဆရာမပြင်ဆင်ထားရဲစုဝန်သွင်းကိုတော့ အနိုင်ကစားနိုင်မှုပေါ့နော်အဲ့ဒါကိုအဓိကထားပြီးပြင်ဆင်ထားရဲအဲ့ဒါနေမှာနောက်ဟိုဟာအုပ်စုချုပ်ဖို့အတွက်အကုန်လုံးတဖြည်းဖြည်းနဲ့စူးစမ်းပြီးလုပ်တော့မှာပေါ့နော်အဓိကတာဂက်ကတော့စူဝမ်းတယ်ကိုရီးယားနဲ့ကတော့အရင်ကျွန်တော်တို့ဒီ Asian Games မှာလည်းတွေ့ဘူးရယ်ပေါ့နော် Asian Games မှာလည်းရှင်ပြန်ကစားခဲ့ဘူးရယ်ပေါ့ခက်ခဲရတော့ခက်ခဲဆိုရင်မဲ့အဲ့လိုမျိုးကြောက်နေရမျိုးမရှိပါဘူးကျွန်တော်အနေနဲ့အကုန်လုံးပြင်ဆင်ထားပြီးဒါအကုန်လုံးပြင်ဆင်ပြီးနေပါပြီအမဆိုပွဲပြင်ဆင်ထားပြီးဆိုရတယ်ဘယ်လိုပြောရမလဲဒီအချိန်ဆက်ဒီလေယူစင်ကခေါ်ထားတဲ့သူတွေနဲ့လည်း အချိန်ရရရတဲ့လောက်လောက်ထားရဗျာအခုသူတို့ဂျပန်ပြန်လာရင်လည်းပြန်ပြီးတော့ပူပေါင်းပြီးဆိုဒီချာလေးပြန်ပြင်စင်မယ်ဒီကတ်တာကတ်ကတော့စူပါမယ်20နေကဒီလာမယ့်ဘွဲအတွက်ပြင်စင်နေရပါတော့ဒီဂျန်နဲ့ကစားသမားတွေနဲ့လွေးစင်သွားမယ့်သူတွေနဲ့ရောဂျန်နဲ့ကစားသမားတွေရာနဲ့ဒီလွေးစင်သွားတဲ့သူတွေနဲ့မကွာသွားအောင်ထွေနီရှိသွားအောင်အကုန်လုံးဒီချာလောက်ပေးနေအခုပွဲမှာလဲကစားရတဲ့အချိန်မှာအကောင်းဆုံးကျိုးသားကစားတော့မယ်တော့အခုကဟိုလေးစင်းလူတွေရောခေါ်ထားရဲ့ဆရာမတော့ဒီတိုင်းပဲသူအဆင်ပြေသလိုဒီအတင်းရလူတွေရော ကစားစီခြင်းနဲ့အဲတော့သူကလေးစင်ရောက်ခေါ်ထားတဲ့သူနဲ့ပေါင်းဆက်ပြီးသွားတဲ့လက်တုံတော့မယ်ကစားရမယ့်အချိန်မှာတော့အကောင်ဆုံးကြိုးစားပြီးကစားသွားပါမယ်ချေဆွေးအောင်ခဲ့တဲ့ပေါ်ဝမ်းသာပါတယ်ကျွန်တော်တို့ဒါပထမဆုံးပေါ့နော်သွားပြိုင်နေအရင်ကလည်းမြောက်ရီသွားပြိုင်နေအဲ့ဒီဟာရဲ့ဟိုရှေ့မှာလည်းကျွန်တော်တို့အတင်းတစ်ခေါက်သွားပြိုင်ခဲ့တယ်အဲ့တော့လည်းမအောင်ခဲ့ဘူးရှေ့မြောက်ရီမှာလည်းမအောင်ခဲ့ဘူးကျွန်တော်တို့အတင်းမှာဒီပထမဆုံးလိုအောင်သွားတဲ့အတွက်ဝမ်းသာပါတယ်အောက်စုကျဖို့အတွက်တော့ဒီစုဝန်သွင်းကိုအဓိကထားပြီးတော့ဆရာမပြင်ဆင်ထားရဲ့ စူဝန်သွင်းရောတော့အနိုင်ကစားနိုင်မှုပေါ့နော်အဲ့ဒါကိုအဓိကထားပြီးပြင်ဆင်ထားရဲအဲ့ဒါနေမှာနောက်ဟိုအုပ်စုကျုပ်ဖို့အတွက်အကုန်လုံးဖြည်းဖြည်းနဲ့စူးစမ်းပြီးလုပ်တော့မှာပေါ့နော်အဓိကတာကကတော့စူဝန်သွင်းပြိုင်မဲ့အသင်းကြီးချောင်းဆရာမဒီအကုန်တော်တော်များများပေါ့နော်ကျွန်တော်တို့ကလိုက်ကြည့်ရဲဆိုတော့ဆရာမကတော်တော်များများကြည်ပြီးသူပြောပြပေးထားရတော့အများကြီးရှိပါရဲ့ ကျွန်တော်တို့ကြောင့်အဲ့လိုမျိုးမချတာဆရာမပဲရှာပြီးဆိုသူကတခုမျိုးပွဲဆိုရင်လည်းဒီအစုဝန်တဲ့ရဲ့ပွဲဆိုရင်လည်းဒီကနေသူကလင်းလင်းချပြဒီမှာဒီပွဲကိုအချိန်ရရတဲ့လောက်လေးသွားကြည့်ပေးအဲ့လိုမျိုးလေးအများကြီးလုပ်ပေးထားပါဆရာမကိုရီးယားနဲ့ကတော့အရင်ကျွန်တော်တို့ဒီ Asian Games မှာလည်းတွေ့ဘူးရယ်ပေါ့နော် Asian Games မှာလည်းရှင်ပြန်ကစားခဲ့ဘူးရယ်ပေါ့ခက်ခဲရတော့ခက်ခဲဆိုပေမဲ့အဲ့လိုမျိုးကြောက်နေရမျိုးမရှိပါဘူးကျွန်တော်တို့အနေနဲ့အကုန်လုံးပြင်ဆင်ထားပြီးဒါအကုန်လုံးပြင်ဆင်ပြီးနေပါပြီ ။ဟိုဆိုဘယ်ပြင်စထားပြီးဆိုတော့ဘယ်လိုပြောမလဲဒီအချိန်ဆက်ဒီလယ်ယူစင်ကခေါ်ထားတဲ့သူနဲ့လည်းအချိန်ရရတဲ့လောက်လောက်ထားရဗျအခုသူတို့ဂျပန်ပြန်လာရင်လည်းပြန်ပြီးတော့ပူပေါင်းပြီးဆိုတခြားလေးပြန်ပြင်စင်မယ်ဒီကတ်တာကတ်ကတော့စူပါတော့။အဲ့လိုမျိုးတော့မရှိပါဘူးကျွန်တော်ကတော့ AC ပဲကိုယ်တိုင်ကစားလယ်ယူစင်ကိုရောက်ခဲ့ပြီးသွားရောက်ပြီးသွားပြီးဒီဂျန်တဲ့အချိန်မှာကျွန်တော်ကကျတော့ပေါ့ပါပဲရှိရဲဂျန်တာရဲ့အဲ့လိုမျိုးမျောလင့်နိုင်ပါမရှိကိုလုတ်ကိုပဲကိုလုံမခေါ်ရင်တော့ခေါ်ရင်လည်းခေါ်ရတိုင်းမထားနိုင်မယ် ဘာမှတော့မဖြစ်ဘူးအဲ့လောက် feel မရှိဘူးဘလို့နောက်တန်းလဲဆိုတော့အဲဆမ်မဆန်သိမ့်နေပါပဲအဲကျွန်တော်ကအရင်ဆက်စားခြင်းကစားဒီမန်လီအောက်စားသိပ်ပံဝင်ရောက်တယ်အဲတော့ကျွန်တော်က striker striker ဆော့ရဲဒီရေယူ14ဘိုင်းနောက်ယူ16မှာရောက်တဲ့အချိန်မှာကျွန်တော်ဆမ်မဆန်သိမ့်နေတွေ့ရဲမှာဆမ်မဆန်သိမ့်နေစပြီးတွေ့တွေ့ရဲအချိန်မှာဒီမှာတော့အတူတူပဲဒီရှေ့တန်းပဲ striker ပဲဆော့သွားပြီးနောက်ဟိုပြိုင်ပွဲရောက်တဲ့အချိန်မှာကျွန်မအဲ့ရနေစားပြီးဆန်နာပဲစတုံးလိုက်တာအဲ့ရနေမှာဆန်နာပဲကစားရတာကိုနဲ့ပို့ပြီးတော့ကြိုက်တယ်လို့ခံစားရတယ် ဲ့လိုမျိုးကစားရတာကိုလည်းကိုသွေးလို့ပြောရတဲ့ကိုဖြတ်ထုတ်နိုင်လိုက်တာကိုပို့ပြီးတော့သဘောကျတယ်အဲ့ဖီလင်ကိုပို့ကြိုက်တယ်အဲ့ဒီမှာနောက်တန်းဆော့ရတာကိုကြိုက်သွားတာပေါ့ဒီဆာမဒီဆာမဆန်းသိန်းလည်းအများကြီးထွင်းပေးခဲ့တယ်ဒီရှေ့ရနီးပြတွေရောဟိုဒီဆရာဆန်းမော်တို့ဆိုလည်းကျွန်တော်တို့ရဲ့ဆရာပဲဗျသူတို့အဲ့နောက်တန်းနဲ့ပတ်သက်တကယ်နောက်တန်းလီဂျန်စစ်စစ်ကြီးတွေကတခြားတင်ပေးခဲ့ရဆိုတော့ဟိုအိုက်ဒေါ်ကလည်းမှာဆိုအိုက်ဒေါ်အိုက်ဒေါ်က ကစားတော့နောက်တန်းမှာရော်နယ်ဒိုနိုင်ငံတွင်းတက်ဘလူးလေးဆက်လုပ်ဖို့ရှိလဲဆိုတော့ဒီလက်ရှိမှာတော့ကိုလုံနိုင်ဒီလောက်ကိုပဲဦးစားပေးပြီးလုံနေဒီနိုင်ငံသင်းနဲ့ဆက်လွယ်ခဲ့ကြတော့ဒီ Asian Games ပြီးနောက်မှာ injury ဖြစ်တယ်ပေါ့နော်အဲ့ဒါတော်တော်ကြာကြာလေးကုလိုက်ရအဲ့အနေအခုပြန်ဆော့တဲ့အချိန်မှာဒီခြေစွမ်းဟိုအရင်ကတော့ကြည့်တော့မရသေးဘူးတဖြည်းဖြည်းပြန်ရလာပြီဆိုပေမဲ့ဒီနည်းနည်းဒူး နာထားဆိုအားလဲရပါရဲ့ရှိအရင်လိုမျိုးကစ်တွေပါတိတ်မသွားရတဲ့ကိုကိုပဲအရင်ဆုံးတဖြည်းဖြည်းပြန်ပြီးတော့အရင်ကကိုဖြစ်အောင်မပြန်ပြီးတော့အရင်လုပ်နေပါတော့အခုလာမယ့်ဝဲမှာ SB တင်အားပေးကြပါအောင်လို့အကောင်းဆုံးစူးစမ်းပြီးတော့ပြင်ဆင်ကြပါရဲ့ကစားသမားတွေကလည်း ISB တဲ့လာမယ့်ပွဲကိုလည်းဒီ Queen ထဲမှာရောဒီ online ပေါ်ကနေရော လာပြီးအားပေးကြပါအောင်လို့ ISB တင်သားရဲ့အားလုံးကလည်းအကောင်းဆုံးကြိုးစားနေပါတယ်လို့ကျေးဇူးတင်ပါတယ်